အရေးယုံနာဆိုတာဘာလဲကျွန်တော်တို့ဖြစ်ရင်ပါဇက်ဆက်နားမှာတွေ့ရတယ်နှာခေါင်းနားမှာတွေ့ရတတ်တယ်အဓိကဘယ်ကနေကျွန်တော်တို့ကူးဆက်တာလဲဒီ virus ကနော်ဒါကတော့ကျွန်တော်တို့ကဖြစ်ပြီးသားလူတွေကာကွယ်တဲ့နီလန်းဒီတော့တယောက်နဲ့တယောက်ထပ်ပြီးမကူးဆက်အောင်ဟိုကကိုကဖြစ်ထားပြီဆိုရင်ကို့မိသားစုဝင်တွေကိုမကူးဆက်အောင်ဘယ်လိုလုပ်လို့ရလဲမင်္ဂလာပါဒေါက်တာအောင်လူ blog မှာပြန်လည်ကြိုဆိုပါတယ်ကျွန်တော်တို့ blog ကနေပြီးတော့နေ့စဉ်မနက်9:00နာရီမှာကျွန်တော်တို့တွားချက်မိုင်းနဲ့ပတ်သက်တဲ့ ဘူးတူတာတွေအထွေထွေကျန်းမာရေးနဲ့ပတ်သက်တဲ့ဘူးတူတာတွေနဲ့ကျွန်တော်တို့ personal development နဲ့ပတ်သက်တဲ့ဘူးတူတာတွေကို sharing လုပ်ပေးနေတာပါဒီနေ့ကတော့ကျွန်တော်တို့ဗဇန်နာမှာဖြစ်သက်တဲ့ရေယုံနာအကြောင်းလေးကိုမျှဝေပေးပါမယ်အဲ့တော့ကျွန်တော်တို့ဒီရေယုံနာဆိုတာတကယ်ကဒါ general ပေါ့ general မှာလည်းဖြစ်တာရေယုံနာဆိုတာဘာလဲရေယုံနာဆိုတာအဓိကတော့ကျွန်တော်တို့က happy simplest ဗိုင်းရပ်ကြောက်ဖြစ်တာအဓိကတော့ကျွန်တော်တို့ကဗိုင်းရပ်ကြောက်ဖြစ်တာဗောနော်တခြားဒီဟိုတခြားဒီဟိုယောဂတွေကြောက်မဟုတ်ဘူးအဓိကတော့ကျွန်တော်တို့ကဗိုင်းရပ်ပိုးကြောက်ဖြစ်တာသူကကျွန်တော်တို့ဖြစ်ရင်ပါဇက်ပါဇက်နားမှာတွေ့ရတယ်နှာခေါင်းနားမှာတွေ့ရတတ်တယ်ဒီပါဇက်တပိုက်တဝိုက်ပေါ့နှာခမ်းနားမှာတွေ့ရမယ်ဒီပါဇက်နဲ့ကျွန်တော်တို့ဒီနှာခေါင်းနားတွေမှာတွေ့ရတယ်ဒါကတော့ပါဇက်နားမှာဖြစ်တဲ့ရေယုံနာပေါ့အဲတချို့ကျွန်တော်တို့ဒီ ခါးဒီမှာဖြစ်တာတချို့လက်ဒီမှာဖြစ်တာဒါတွေတော့ရှိသေးတာဗောနော်အဲ့တော့ကျွန်တော်ကတော့ဒီပါဇက်နာမှာဖြစ်တဲ့ရေယုံနာအကြောင်းကိုအဓိကညွှန်ပြပါမယ်အဲ့တော့ဒီပါဇက်နာမှာဖြစ်တဲ့ရေယုံနာကသူကဘယ်လိုဖြစ်တာလဲဆက်စချင်းမှာသူကရှားမယ်လက္ခဏာလေးမှာဗောနော်ဆက်စချင်းမှာသူကရှားလာမယ်ရှားတာကနေကျွန်တော်တို့တဖြည်းဖြည်းနဲ့အရေးကြီးမှုလေးဖြစ်မယ်အရေးကြီးမှုလေးကနေတပတ်နှစ်ပတ်အတွင်းကျွန်တော်တို့ပေါက်ထွက်သွားမယ်ပြီးရင်အနာကျက်သွားမယ်သူရဲ့ဖြစ်စဉ်ကဒါပဲသူရဲ့ထုံးကန်ကအဲ့တော့ကျွန်တော်တို့ကဒီ causes အကြောင်းအရင်းပေါ့ဒီကျွန်တော်တို့ရေယုံကဘာကြောင့်ဖြစ်တာလဲအဓိကကရေယုံဖြစ်ရတဲ့အကြောင်းရင်းကကျွန်တော်တို့ happy simplest viral လို့ခေါ်တယ် virus ကြောင့်ဖြစ်တာပေါ့အဓိကဘယ်ကနေကျွန်တော်တို့ကူးစက်တာလဲဒီ virus ကကူးစက်တာလဲဆိုတော့ကျွန်တော်တို့ကလေးဘဝကျွန်တော်တို့ဒီ childhood life မှာကျွန်တော်ကလေးဘဝမှာဒီ happy virus ရှိတဲ့ဒီမှာ virus ကူးစက်ခံထားရတဲ့လူနာနဲ့အထီးအတွေ့ရှိထားတာ အဲအဲ့ဒီလူနာဘက်ကနေအဲ့ဒီလူနာကျွန်တော်တို့ဒီချိုင်းဟုဘွားမှာနန်းနာတို့ခြီရာတို့အဲဒါမျိုးတွေကနေကူးဆက်နိုင်တယ်နောက်ထပ်တစ်စင်းကတာဝါကျွန်တော်တို့တုတ်တဲ့ဒီတာဝါကနေတစ်စင်းလေဒီ happy simple virus ကကူးဆက်နိုင်တယ်နောက်ထပ်သူ့ရဲ့အကြောင်းရင်းကဘယ်အချိန်မှာဖြစ်နိုင်လဲဆိုတော့ကျွန်တော်တို့က HIV AIDS ရဲ့ယောဂပိုးရှိတဲ့လူတွေမှာလဲကျွန်တော်တို့ဒီပါဇက်ရေယုံတာပေါက်တာမျိုးတွေ့ရတတ်တယ်ပြီးတော့သူ့ရဲ့လက္ခဏာတွေကဘာတွေရှိမလဲ initial လက္ခဏာသူစစချင်းလက္ခဏာက initial stage ရှိမယ်သူမှာ initial stage ကတော့သူ့ရဲ့လက္ခဏာမှာသူကရှားတယ်နားတယ်ပြီးရင်ကျွန်တော်တို့အရေးကြီးဘူးဖြစ်မယ်ဒါကခုနက initial stage ကပထမအဆင့်လက္ခဏာဒုတိယအဆင့်ကကျွန်တော်ခုနကပြောတဲ့ blister formation ဆိုတာကျွန်တော်တို့ကအဲ့ဒီအနာလေးကကျွန်တော်တို့ကမီးလောင်မှုနဲ့သွားဆင်းတယ်မီးလောင်မှုနဲ့သွားဆင်းတယ်ဒါကိုကျွန်တော်တို့က blister formation အဆင့်လို့ခေါ်တယ်ဘယ်နားမှာ သွားဖြစ်လဲဆိုတော့ကျွန်တော်တို့ corner of the mouth ဆိုတာ ဒီနှက်ခမ်းရဲ့ထောက်နှက်ခမ်းရဲ့ထောက်လေးဒီမှာ ဖြစ်တာညားတယ်ပြီးဒါနဲ့နည်းနည်းစင်တဲ့ကျွန်တော်တို့ဟိုရှိသေးတယ်ရောဂါရှိသေးတယ်အဲ့လားတော့ကျွန်တော်ထပ်ပြောပြပေးမယ်နော်အဲ့တော့ကျွန်တော်တို့ကဒီ blister formation ပြီးရင်ကျွန်တော်တို့က whipping and crusting state လို့ခေါ်တယ် whipping and crusting state ဆိုတာအနာတဖြည်းဖြည်းနဲ့ပါဖြစ်လာမယ်ဆိုတော့ဒီအရေကြီးပုလေးကဒီမီးလောင်ပုလေးကကျွန်တော်တို့မှဲ့လာမယ်မှဲ့ပြီးတော့ကျွန်တော်တို့ပောက်ထွက်သွားမယ်ပောက်ထွက်သွားရင်ကျွန်တော်တို့ကဒီအရေကြီးလေး အရေးကြီးလေးထွက်လာမယ်ပြီးရင်ကျွန်တော်တို့က healing state လို့ခေါ်တဲ့တပတ်နှစ်ပတ်အတွင်းမှာအနာကျက်သွားမယ်အဲ့တော့တခြားလက္ခဏာတွေနဲ့ဘာတွေဆက်ဆက်လဲဒါ first time ပထမဦးဆုံးစဖြစ်ရင်တော့ဒီရေယုံနာကကျွန်တော်တို့ဖျားတာဖြစ်တတ်တယ်ရေယုံနာပောက်ပြီဆိုဖျားတာဖြစ်တတ်တယ်လေချောင်းနာတာတွေဖြစ်တတ်တယ်တချို့ကျတော့ကြွက်သားတွေကြိုက်တာနာတာမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့ကဒီရေယုံဗိုင်းရပ်စ်ကဘယ်လိုကူးစက်နိုင်လဲဆိုတော့အဓိကကရေယုံဗိုင်းရပ်စ်ရဲ့ကူးစက်တဲ့ပုံစံက ကျွန်တော်ဒီပောက်ထွက်သွားတဲ့အရေကြီးဖူးကိုထိရင်ကူးဆက်သွားနိုင်တယ်ဥမာဒီပောက်ထွက်သွားတဲ့အရေကြီးဖူးကနေတခြားလူကိုသွားထိမိရင်ဒါကူးဆက်သွားနိုင်တယ်အဲဥပမာကျွန်တော်တို့ဒီအိမ်ဟိုအိမ်အိမ်သားပေါ့အိမ်သားတွေမှာကျွန်တော်မိသားစုထဲမှာတယောက်ရှိပြီဆိုရင်ကျန်တဲ့မိသားစုဝင်တွေပါဆက်ဖြစ်နိုင်တယ်ဒါယောဂကူးနိုင်တယ်ဘလို့ကူးလဲဆိုတော့ကျွန်တော်တို့ရေခွက်ကျွန်တော်ဥမာတောက်တဲ့ရေခွက်ကအစားပေါ့နော်ရေခွက်ကကူးနိုင်တယ်နောက်တစ်ခုကကျွန်တော်တာဝါတွေကကူးနိုင်တယ် အဲတချို့ကျတော့သူ့သုံးတဲ့ပစ္စည်းတွေကနေပြီးတော့ကျွန်တော်အထီးတွေ့ရနေပြီးတော့ကူးနိုင်တယ်ဒါကတော့ကျွန်တော်တို့ကကူးဆက်တဲ့ပုံစံပေါ့သူကဖြစ်ပြီးရင်ကူးလွယ်တယ်ဒါပေမဲ့သူကဖြစ်ပြီးရင်ပျောက်လာဆိုတော့ကျွန်တော်တို့ကဖြစ်ပြီးရင်ခန္ဓာကိုယ်ရဲ့ကိုခံအားတက်လာရင်ခဏတာငြိမ်သွားတယ်ဒါပေမဲ့ကိုခံအားကျတဲ့အချိန်မှာ ပြန်ဖြစ်တယ်ခဏခဏဖြစ်တယ်ခဏခဏပြန်ပြီးတော့ပျောက်တယ် အဲသူကဟိုအသက်အန္တရာယ်ရှိတဲ့အထဲမှာတော့သူကမပါဘူးဒါပေမဲ့သူကဖြစ်လိုက်ပျောက်လိုက်တော့ရှိတယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုကူးကြမလဲဘယ်လိုကူးကြမလဲဆိုတော့ဒီမှာတော့ကျွန်တော် anti viral medication တွေပေးတယ်ပေါ့နော်ဒီမှာတစ်ခုတည်းတော့ကျွန်တော်တို့ virus ပေါ့ virus ကိုတက်လို့ရတာကဒီကျွန်တော်တို့ရေယုံနာကတက်လို့ရတယ်တကယ်ကအဲ့တော့ကျွန်တော်တို့ကဘာဟိုကျွန်တော်ဘာလိန်ဆေးတွေလိန်လို့ရလဲဆိုတော့ကျွန်တော်က acyclovir ဆိုတဲ့လိန်ဆေးတွေလိန်ပြီးလို့ရတယ် အဲတချို့ကြတော့ကျွန်တော်တို့မလုပ်လို့ရတယ်ဆိုတော့အိမ်မှာကုတာဆိုရင်တော့ကျွန်တော်တို့ကကိုကွန်ပရက်စ်ရေခဲအိတ်ကတ်တာဒါမှမဟုတ်ကျွန်တော်တို့ရေနွေးအိတ်ကတ်တာရေခဲအိတ်ကတ်တာကကျွန်တော်တို့ဒီနာရာကိုတတ်တာစေတယ်ရေနွေးအိတ်ကတ်တာကတော့ကျွန်တော်ဘလစ်စတာဖော်မေးရှင်းလို့ခေါ်တယ်ဒီမီးလောင်မှုဖြစ်တဲ့ပြဿနာကိုကျွန်တော်တို့ကာကွယ်ပေးနိုင်တယ်ဒီနှစ်ခုလုံးသုံးလို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ခုနလိန်သေးလိန်တာလိန်သေးလိန်တာတော့ဒါအကောင်းဆုံးပဲပေါ့နော် ဲ့တော့ဒါကကျွန်တော်တို့ကကုမယ်ဆိုရင်ဒီနီးတွေပဲကုသွားတာပဲကျန်တာဘာမှဟိုကြောက်စရာမရှိဘူးအဲ့တော့ကျွန်တော်တို့ကဖြစ်ထားပြီးသားဆိုရင်ပြန်မဖြစ်အောင်ဘလို့ကာကွယ်ကြမလဲဘလို့ကာကွယ်ကြမလဲအဓိကကကျွန်တော်တို့ကကိုခံအားကြတာကနေဖြစ်တာကိုခံအားကြရင်သူကဗိုင်းရပ်စ်ကပြန်တက်လာမယ်အဲ့ဗိုင်းရပ်စ်ကခန္ဓာကိုယ်ထဲမှာရှိနေမယ်ကိုခံအားတက်တဲ့အချိန်ဆိုရင်သူကပုန်းနေတယ်ကိုခံအားကြတဲ့အချိန်ဆိုပြန်ဖြစ်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ကိုခံအားကိုညှင့်တင်ပေးနိုင်ရတယ် ဲ့တော့ဆေးမှာဆိုတော့ကျွန်တော်တို့ဗိုက်တာမင်း C 900အားပေါ့မနက်ပိုင်းတနေ့ကိုတစ်ချိန်ဒါတောက်ပေးရင်လည်းခန္ဓာကိုယ်ကကိုခံအားကိုတက်စေတယ်နောက်တစ်ခုကဘဲလန်ဒိုင်ရဲ့အစာအသောက်တွေညှတာဆိုတာစားတာညှတာဆိုတာစားတယ်ကျွန်တော်အသီးရွက်တွေစားမယ်အသားတွေစားမယ်ဒါမျိုးတွေတေချာစားပေးရင်လည်းကျွန်တော်ခန္ဓာကိုယ်ကကိုခံအားတက်လာမယ်တက်လာရင်ဒီဒီကျွန်တော်တို့ရေယုံကမဖြစ်တော့ဘူးပေါ့နော်ရေယုံကခဏခဏပြောင်းမဖြစ်တော့ဘူးပေါ့နော်ဒါကတော့ကျွန်တော်တို့ကဖြစ်ပြီးသားလူတွေကာကွယ်တဲ့နီလန်း ဖြစ်ပြီးသားလူတွေကာကွယ်တဲ့နီးလန်အဲဖြစ်လာခဲ့ပြီဆိုရင်လည်းခုနကပြောလို့ကျွန်တော်တို့ဒီ A side group လိမ့်သေးကျွန်တော်လိမ့်လို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီဟို core complex လို့ကရေခဲအိတ်ကတ်လို့ရတယ်ရင်နွေးအိတ်တွေကတ်လို့ရတယ်ဒီတော့တယောက်နဲ့တယောက်ထပ်ပြီးမကူးဆက်အောင်ဟိုကကိုကဖြစ်ထားပြီဆိုရင်ကိုမိသားစုဝင်တွေကိုမကူးဆက်အောင်ဘယ်လိုလုပ်လို့ရလဲဘယ်လိုလုပ်လို့ရလဲဆိုတော့ခုနရေခွက်အဓိကတော့ရေခွက်ပေါ့တောက်တဲ့ရေခွက်တွေ sharing မလုပ်ဘူးပြီးတော့ကျွန်တော်တို့ဟို ဟင်းရီတောင်းရင်ဥပမာကျွန်တော်ဇွန်းပေါ့ဇွန်းကိုကျွန်တော်တို့ဟိုကိုတောင်းမဲ့ခွက်ကိုတက်တက်ခွက်ကလေးနဲ့တောင်းရင်ပိုကောင်းတယ်ဒါကိုကဒီဟိုပေါ့ရေယုံနာဖြစ်ထားပြီဆိုရင်ဒါရေယုံနာပေါက်ထားပြီဆိုရင်ဒီလိုမျိုးကျွန်တော်တို့ isolate ခွဲထားလိုက်ရင်ဒါဆိုရင်မိသားစုဝင်တွေကိုမကူးဆက်နိုင်ဘူးအဲဥပမာ ဟိုကျွန်တော်ဇွန်သူဟိုဇွန်တော့ခွဲထားပြီမဲ့ဒီခင်းရီတအိုးထဲရပဲသူကဇွန်ကိုခတ်ပြီးတောက်လိုက်ရင်လေဒီဇွန်ပြန်ထည့်လိုက်တဲ့အချိန်ကျရင်ဒီ virus ပိုးကမိသားစုဝင်တွေကိုကူးသွားနိုင်တယ်အဲ့တော့အကောင်းဆုံးကကျွန်တော်တို့ကဒီဒီခင်းရီတောက်မယ်ဆိုရင်ဥပမာအကြမ်းမြင်ခင်းရီတောက်မယ်ဆိုရင်ဥပမာအနေနဲ့နော်ခင်းရီတောက်မယ်ဆိုရင်ဒီခင်းရီကိုကျွန်တော်ခွက်တစ်ခုနဲ့ထားပြီးတော့ဒီဟိုကျွန်တော်ဖြစ်တဲ့ဥပမာဖြစ်ထားပြီးသားလူကဒီ တက်တက်ခွဲပြီးတော့ဟင်းရီတောင်းရင်ဒါပို့အဆင်ပြေတယ်ရေခွက်ကိုတီးတန့်ထားမယ်တာဝါတွေ sharing မလုပ်အောင်တာဝါတွေဟိုတာဝါတွေကိုတာဝါကိုဒေချာသုံးမယ်ပြီးရင်ကျွန်တော်တို့တပုတ်တန်နေသွားတိုက်တန်နေ sharing မလုပ်ပြရအောင်ဒါတွေကိုသတိထားရမယ်ဒါကတော့ကျွန်တော်တို့ကတယောက်နဲ့တယောက်ကူးဆက်တာကိုကာကွယ်ပေးတဲ့နီလန်းပါသူနဲ့ခက်ဆင်ဆင်ဘာရှိလဲနှက်ခမ်းထောက်မှာဖြစ်တာချင်းသူ့တာဘာလဲဆိုတော့ကြီးကန်းပါစက်နဲ့သွားဆင်နေသူ့ရဲ့ပုံစံက ကြီးကန်းပါဆက်နဲ့သွားဆင်တယ်ကျွန်တော်ရှေ့ဗီဒီယိုမှာပြောဘူးတယ်ကြီးကန်းပါဆက်အကြောင်းဒါကိုကျွန်တော်တို့က angular kilaitit လို့ခေါ်တယ်ဖြစ်စဉ်ပုံစံခက်ဆင်စင်ပဲဒါပေမဲ့မတူဘူးအကြောင်းရင်းကဒီအခုကျွန်တော်ပြောတဲ့အခုပါဆက်နားမှာပေါက်တဲ့ရေယုံနာကကျွန်တော်တို့က happy simplex virus ကြောင့်ဖြစ်တာကျွန်တော်တို့ဒီဟိုတစ်ခေါက်ဗီဒီယိုမှာဟိုအရှိဗီဒီယိုမှာပြောထားတဲ့ကျွန်တော်ဟို ကြီးကန်းပါဇက်ပေါ့နော်ကြီးကန်းပါဇက်ကဗီတာမင် B ချိုးတဲ့တာကြောင့်ဖြစ်တာဖြစ်စဉ်ခက်စင်စင်ဖြစ်ပေမဲ့မတူပါဘူးလက္ခဏာလေးတွေနည်းနည်းกว่าတယ်ဟိုဒီကျွန်တော်ကြီးကန်းပါဇက်မှာကတော့ကျွန်တော်တို့ကအရေးကြီးမထွက်ဘူးဒီခွာလိုက်ရင်တွေးထွက်တာပေါ့နော်ဒီမှာကတော့ကျွန်တော်တို့ကအရေးကြီးလေးပေါက်ထွက်လာတာမျိုးဖြစ်နိုင်တယ်အဲ့တော့ဒီနှစ်ခုကကျွန်တော်ဒီလိုမျိုးနီးလန်းနဲ့ခွဲခြားလို့ရပါတယ် ဲ့တော့အခုဗီဒီယိုလေးကနေပြီးတော့ဘူးသူဒ္ဒရရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဘူးသူဒ္ဒရရှိသွားတယ်ထို့ဆိုရင်တော့ထုံးစံတိုင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ခင်ဗျာသွားချင်မှရင်လည်းပတ်သက်ပြီးသိချင်တဲ့အကြောင်းအရာလေးတွေရှိရင်တော့အခုဗီဒီယိုလေးရဲ့ comment မှာကျွန်တော်တို့ရေးပေးထားလို့ရတယ်မေးထားလို့ရပါတယ်အဲ့ဒီအကြောင်းအရာလေးတွေကိုလည်းနောက်ဗီဒီယိုဒီမှာထပ်ပြီးတော့ကျွန်တော် sharing ထပ်လုပ်ပေးပါအောင်မယ်ကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ